ဒီလိုမျိုးနှစ်ယောက်တကူဖြစ်နေတဲ့ညီမတွေကိုပြည်သက်တို့မြင်မှုပါလားခင်ဗျ။နှစ်ယောက်ပေါင်းမှခန္ဓာကိုယ်တစ်ခုပဲရှိတာဖြစ်ပြီးဒါပေမဲ့မတူညီတဲ့အတွေ့အကြုံရှိနေပါတယ်။ အရွယ်ရောက်လာတဲ့ညီမနှစ်ယောက်ဟာချင်းမိကြတာတော့မှမတူညီတဲ့ကောင်းလေးနှစ်ယောက်ကမှချင်းမိကြတာဖြစ်ပြီးအဲ့ဒီအတွက်လည်းပြိပခါတွေဖြစ်ရတာတွေလည်းမနည်းပါဘူးခင်ဗျာ1996ခုနှစ်အမေရိကန်နိုင်ငံမှာတာမန်မီသားစုတစုကမိခင်တယောက်ကနေနှစ်ယောက်တကူဖြစ်နေတဲ့ကလေးလေးတွေမွေးခဲ့ပါသေးတယ်မွေးကလေးကသူတို့ရဲ့ခန္ဓာကိုယ်ကအတူတူမွေးပွားလာခဲ့တာဖြစ်ပြီးတော့မှဒါပေမဲ့လည်းတယောက်ချင်းဒီမှာအုံနောက်နှလုံးကြောရိုးစားရှိတဲ့အင်္ဂါအစိပ်ပိုင်းတွေရှိနေကြပါတယ်။ဒါပေမဲ့ခါရဲ့အောက်ဘင်းကတော့နှစ်ယောက်ပေါင်းမှတစ်ခုပဲရှိတာပါ။ ဆရာဝန်ကအဲ့ဒီအခြေအနေမျိုးကိုတွေ့တဲ့အခါမှာတော့သူတို့တွေဟာလုံးဝ24နှစ်ကြီးတော့အသက်မရှင်ဘူးလို့ပြောလာပါတယ်။ဒါပေမဲ့လည်းလူတွေကိုမထင်မဲ့စေတာကတော့ညီမနှစ်ယောက်စလုံးကအံ့ဩဖွယ်ရာရှင်သန်လာခဲ့ကြတာပါ။ခနာကူကလည်းအလုံးကိုကျမ်းမာနေတာတွေ့ရပြီးတော့ငငယ်လေးတွေကသူတို့တွေဟာထမင်းအတူတူစားပါတယ်။အတူတူအိမ်သားတက်ပြီးအတူတူအားကစားမျိုးစုံလုပ်ကြပါတယ်။ဒီလိုနဲ့မစုံမနစ်စူးစမ်းဖြတ်ကျော်ပြီးတော့နှစ်ယောက်သားဘာပဲလို့လို့အခြေခံအားနဲ့တော့ ကောင်းကောင်းပူပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီးဒါပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်ကအထူးအကြောင်းပြချက်ဖြစ်နေတော့အเจ้าမှာစာတင်တဲ့အချိန်အတန်းမော့တငယ်ချင်းတွေဟာသူတို့ကိုမကြောက်ဝင်မနာတာနာမည်ပြောင်းနေပေးကြတာလည်းမနေပါဘူးဒါပေမဲ့လည်းသူတို့ရဲ့စိတ်ဓာတ်ကတော့အရန်ကိုကောင်းနေခဲ့ပြီးတော့တခြားသူတွေဘာပဲပြီးရောလုံးဝဂိမ်းမဆိုင်တက်တာပါအထက်ကကတော့လွတ်လပ်ပြီးတော့ကိုကိုကိုယုံကြည်မှုရှိတဲ့သူတွေဖြစ်နေပြီးစိတ်ဝင်စားစရာကောင်းတာတစ်ချက်ကတော့အเจ้าကစာမေးပွဲတွေဖြစ်တဲ့အခါမှာနှစ်ယောက်သားအတူတူတော်မှထိုင်နေပါသေးတယ်။ အရင်ကကတော့အရန်ကိုမြန်ပြီးတော့မှဆန္ဒတိုင်းပဲသူတို့တွေဟာတာမန်တက္ကသိုလ်တခုမှအတူတူဝင်ခွင့်ရပါတယ်။ဒါပေမဲ့တက္ကသိုလ်တက်ပြီးတဲ့နောက်မှာတော့နှစ်ယောက်သားရဲ့ကြားထဲပြိပခတွေမကြာခဏဖြစ်လာခဲ့တာပါ။ဘာကြောင့်လဲဆိုလို့ရှိရင်တော့တယောက်ချင်းစီမှာကြိုက်တဲ့အကောင်လေးတွေရှိလာခဲ့တာဖြစ်ပြီးအဲနောက်မှာတော့အဝေစားဝေးတဲ့စတိုင်တော်မှပြောင်းလဲလို့လာပါတယ်။အမားဖြစ်တဲ့သူကမိုးပြန်ရောင်ထေကိုကြိုက်ပြီးညီမဖြစ်တဲ့သူကတော့ကာလာတောက်တဲ့စကက်ကိုပို့ပြီးတော့ကြိုက်ပါတယ်။နယောက်သားကောင်းကောင်းညှိနှိုင်းပြီးတော့မှနောက်ဆုံးတော့တယောက်တည်းရဲ့စီကိုကြိုက်တဲ့အဝတ်စားတွေဝေဖို့အတွက်ဆုံးဖြတ်လိုက်ကြပြီးတော့မြန်မြန်ပဲသူတို့တွေဖွဲရခဲ့ပါတယ်။ ေယောသားသူရဲ့ဆန္ဒအတိုင်းမူလာရံပြဆီယာမလုပ်ပြီးအတန်းနဲ့မှအမားဖြစ်တဲ့သူကစာတင်ပေးဖို့တာဝန်ရှိပြီးညမဖြစ်တဲ့သူကတော့ចောင်းသားတွေရဲ့စည်းကမ်းကိုထိမ့်သိမ်းမှုတွေတာဝန်ရှိတာပါမိဘတွေနဲ့ចောင်းသားတွေဟာလေးစားလက်ခံပေးတဲ့အတွက်အခုဆိုလို့ရှိရင်တော့အဲ့ဒီနေရာတကောညီမတွေကတယောက်ကအိမ်တော်ကြာသွားခဲ့ပြီပဲဖြစ်ပါတယ်ကိုပဲမိသားစုလေးကိုအောင်မြင်စွာနဲ့ထူထောင်နိုင်ခဲ့ပြီးတော့သူတို့တွေပျော်ရွှင်ချမ်းမြေ့စွာနဲ့တခြားလုံးနေနိုင်ပါစေလို့ပဲဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဘရာဇီးကဘောလုံးအားကစားကြော်ကြရုံနဲ့မကဘဲအသားကင်မှလည်းကြော်ကြပါဗရာဇီးရဲ့အသားကင်ကအရန်နာမည်ကြီးပါတယ် ဘရာဇီးနိုင်ငံကအသားတွေကိုအယားသမုတ်တွေနဲ့မကပ်ပဲတခါတည်းတန်းကင်လိုက်လေးရှိပါတယ်။ဘရာဇီးသူတွေကမူလယားသားကိုပဲခြိုက်ကြတာမို့လို့အသားကင်ရင်စားဖြိုးပြီးပဲกินလေးရှိပါတယ်။အသားတွေကိုအကင်ဆက်တဲ့ထဲလိုက်ရင်အဆက်မပြတ်လေအောင်กินပေးပါတယ်။အပေါ်ရင်အသားလေးတွေအယောင်ပြောင်းလာပြီဆိုရင်တော့အကင်ဆက်တဲ့ကထုတ်လိုက်တယ်။အသားတွုံးလိုက်ကြည့်ယူပြီးဧည့်သည်စားခြင်းနဲ့ပမာဏအတိုင်းပူပူနွေးနွေးတခါတည်းလှီပေးလိုက်တယ်။အပြင်ပိုင်းမဲကြက်ပြီးအတွင်းပိုင်းမကြက်တကြက်လေးကိုစားကြတာပါ။ဝါသားဆိုလေအစီနဲ့အသားကိုရောပြီးกินစားကြတယ်။ ဝက်ကင်ကိုလည်းအပြင်ပိုင်းကိုပဲကြံအောင်ကင်ပြီးအတွင်ပိုင်းကိုတော့မကြက်တကြက်လေးကင်ထားပါရယ်အလို့ဆို စားလိုက်ရင်ပိုရသာရှိပါရယ်အမဲနဲ့ယိုကင်ကလည်းအရင်စားလို့ကောင်းပါရယ်အယိုးနဲ့အသားကိုတက်တက်လီးပြီးတော့အဲ့တဲ့တွေကိုခြာကြည့်ပါရယ်လူကြီးမင်းတို့ရောဘရာဇီးအကင်တွေစားဘူးကျင်ကြပါသလား